အလုံးမမင်္ဂလာပါရှင်ဒီနေ့ကတော့လုံးဝမညီရဲနဲ့အရင်အရင်အောင်စားလို့ကောင်းတဲ့ဝက်ကလေးစာစီပြမှုမွေးလေးကိုအမျိုးတူတူချက်စာရအောင်နော်အမနီရဲ့နေရာမှာလေကလီစာအစုံမရဘူးပေါ့နော်အဲ့တော့ရရလေးတွေဝယ်ထားပါဗျ။ဥမာကြီးရဲ့ဥပိတ်ရဲ့နရွက်ရဲ့ရှာရဲ့ကြောက်ကဲ့ရဲ့သုံးပါမယ်ရှင်။ အရင်ဝသားတို့ထိုးလေးတင်နေရလေဦးလေးဆေးနီကိုခဏခဏမီးကြတာပေါ့နော်အဲ့တော့ငါကဒီနေ့ဦးလေးတွေကိုဘယ်လိုဆေးရဲဆိုတာကိုလည်းပြောပြပေးပါမယ်အရင်ဆုံးဦးမာကြီးကိုတစ်ဖက်ကိုလှန်လိုက်တယ်ဦးဘိတ်တေကိုလည်းအဲ့လိုမျိုးပဲပေါ့နော်တစ်ဖက်ချမ်းကိုလှန်ပါတယ်ထမဆုံးအနေနဲ့ကတော့စီရဲစားရည်နဲ့နေပြီးတော့ဆေးပါမယ်။ဥမာရီရောဥဝေကောတို့ပြိုင်နဲ့ထဲဆေးမယ်ပေါ့နော်။ တေချာလေးနှံ့အောင်လို့လေဒီလိုမျိုးလက်လေးနဲ့နေပေးမယ်ပေါ့နော်9မိနစ်လောက်နေပြီးသွားပြီဆိုရင်တော့အမလို့ရေတစ်ခေါက်ဆေးချလိုက်ပါမယ်ရှင်ဒါလေးကတော့ပထမတရေဆေးပြီးသွားပါပြီနော်ဒီရတစ်ခေါက်ကိုလို့လေအမကကုံမုံလေးနဲ့နေပါမယ်ကုံမုံလေးနဲ့တေချာလေးပေါ့နော်နှံ့သွားအောင်နေပေးလိုက်တယ်အဲ့လိုကုံမုံလေးနဲ့နေလိုက်ရင်လေအထဲကဒီလိုမျိုးပြက်နေတဲ့အစီဘက်တွေလည်းခွာရတာပိုလွယ်သွားပါတယ် ဥပေးရဲ့အထဲမှာလေးအစီအများကြီးပဲပေါ့နော်အဲ့စီတွေအကုန်လုံးနှီးပါပြောင်းသွားအောင်လို့ဆွဲခွာနိုင်ပို့ပြီးတော့ကောင်းပါတယ်စားရတဲ့အချိန်မှာအရန်လည်းမအီပဲနဲ့အညီနဲ့နေလည်းအရန်ကိုတတ်တာပါတယ်ရှင်ဒီလိုကုံမှုလေးနဲ့နေလိုက်တော့လေးအစီလေးကိုဆွဲခွာတာတော်တော်လေးလွယ်ပါတယ်ဥမာကြီးမှာကန့်နေတဲ့အစီတွေရောဥပေးကအစီတွေရောအကုန်လုံးကိုတိချာလေးဆွဲခွာလိုက်ပါတယ်ရှင် ီးရင်ကတော့ရေလေးနဲ့ဆင်အောင်တခြားလေးစီးပေးပါเนาะပြီးတော့ရေစီးနေနေမှာနည်းနည်းပပကျန်နေအစီတွေကိုလည်းဆက်ပြီးတော့ဆွဲခွာလို့ရပါတယ်ရှင်။ဥမာရော့ဥပိတ်ကောကိုဟိုဘက်ဒီဘက်လှမ်းပြီးတော့ရေလေးတခြားဆင်အောင်စီးပေးပါเนาะ။ရေဆင်အောင်စီးပြီးတော့ပြီဆိုရင်တော့လေဥပိတ်ကတော့ရပြီပေါ့เนาะ။ဥမာကြီးကတော့ဒီလိုမျိုးဥကင်းဘူးတိုက်ပေးရပါတယ်။ဥမာကြီးကိုဟိုဘက်ဒီဘက်တခြားလေးဥကင်းဘူးတိုက်ပေးပါမယ်เนาะ။ ဥမာကြီးကိုအချီချွဲတွေရောအနတ်သက်တွေရောပျောက်သွားအောင်လို့ပေါ့နော်ဒီလို30လောက်လုတ်ပေးတာအကောင်းဆုံးပါနော်အိုကင်းပူတိုက်ပြီးသွားရင်နော်ငါဒီလိုမျိုးလေးလှီးလိုက်ပါတယ်လှီးပြီးတော့ဒီလိုကြံနေတဲ့အဝါဘက်လေးတွေအစီရေပေါ့နော်အဲ့ဒါတွေအကုန်လုံးဒါနဲ့ချစ်ထုတ်ပါတယ်နားလေးနဲ့လေအထဲပိုင်းလေးကိုပေါ့နော်တိချာလေးဒီလိုမျိုးလေးချစ်ပြီးတော့ကြံနေတဲ့အဝါဘက်လေးတွေပါကွာသွားအောင်ချစ်ထုတ်ပြီးသွားရင်နော်ဒါဥမာကြီးကချက်ဖို့ ready ဖြစ်ပါပြီနော် တကယ်လို့ရှာလို့ရရဆိုရင် အချင်းနိုင်တို့ဥချိုးပေါ့နော်ဥအသေးလေးတွေလည်းထည့်လို့ရပါတယ်အဲ့ဒါလေးတွေကတော့ရေဆေးလိုက်ရပါပြီနော်အံငိုလေးဥဘိတ်ကိုဘလို့ထက်လဲမေးဘူးလို့လေဒါလေးကတခါရဲပြပေးလိုက်တာပါနော်ဒီလိုမျိုးပို့ပြီးတော့ကြီးတဲ့ဥထဲမှာ အသေးလေးတွေကိုဒီလိုမျိုးလေးထပ်ပါတယ်အမကတော့သုံးတက်ပဲအများဆုံးထပ်ပါတယ်ရှင် ပုံမှန်ဝက်ကလေးစားစီပြန်ကတော့ဒီလိုဥပိတ်ကိုထပ်ပြီးတော့မချက်ဘူးပေါ့နော်ဒါလေးကတော့ငါတမင်ထပ်ပြလိုက်တာပါအငါဝက်ဥလေးတွေကိုလည်းနည်းနည်းလေးတူအောင်လို့လည်းလှီထားပါတယ်တူအောင်လှီထားပြီးတော့မှထပ်ပေးလိုက်တာပေါ့နော်ပြီးရင်ကတော့ကျွတ်မထွက်အောင်ဒီလိုသွားချထိုးရန်လေးနဲ့လည်းထိုးထားပါတယ်ရှင်ကြောက်ကတ်ကူကတော့လေရေလေးနဲ့စေးပြီးတော့စလုံးတစ်လုံးနဲ့ကိုထည့်ပြီးတော့ဒီလိုရေနွေးလေးစိမ်ပေးပါရရှင်ရေနွေးလေးကိုစိမ်ပြီးသွားရင်15မိနစ်လောက်ကြာရင်ဒီလိုသွေးရောင်လေးထွက်လာတယ်ပေါ့နော် အဲ့ဒါဆိုရင်ရေနဲ့တစ်ခေါက်ပြန်စီတယ်ပြီးရင်ဒါဒုတိယတစ်ခေါက် ရေနွေးစိမ့်နေရပါအဲ့လိုပဲ15မိနစ်လောက်ကြာရင်ရေပြန်သွန်လိုက် နောက်ထပ်ရေနွေးတစ်ခေါက်ထပ်စိမ့်ပါတယ်အဲ့လိုမျိုးကိုရေနွေးကြည်သွားတဲ့အထိ3-4ခေါက်လောက်လုပ်ပေးပါနော်ရှာကိုလည်းရေလေးတစ်ခေါက်စေးပြီးတော့ရင်လိုရေနွေးလေးစိမ့်နေပေါ့နော်ပြီးတော့ရင်ကတော့ဒီအပေါ်ရန်အဖြူဘက်တွေကိုဓာတ်နဲ့ချစ်ချပါတယ်ရှင်ဓာတ်လေးနဲ့ချစ်နေရင်လည်းမာလေးအပေါ်ရန်လှော်လေးကကွာလာလိမ့်မယ်ပေါ့နော်အဲ့အလှော်လေးကုန်သွားအောင်လို့အကုန်လုံးကိုချစ်ချလိုက်ပါရှင်ဒါဆိုရင်ရရှာရပါပြီနော် ပုံမှန်နေရွက်ကတော့လေအမွေလိုက်တာတွေကတန့်တာများရယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကတော့အမွှေးလေးကျန်နေရတဲ့အငါးဇာကနာလေးနဲ့အမွှေးလေးတွေကိုနှုတ်ပေးလိုက်ပါတယ်ဒါဆိုရင်နေရွက် ကလည်းရပါပြီနော်အမနိုကြောက်ကက်ကလွှဲရင်ကျန်တဲ့ကလေးစားလေးတွေကိုစားလေးနဲ့နေပါတယ်စားလေးနဲ့နေပြီးတော့အမနိုခဏပြုံမယ်ပေါ့နော်အိုးတလုံးနဲ့မာလေးရေကိုထည့်ပြီးတော့စူအောင်လေးတည်ပါတယ်တည်ပြီးတော့ရင်တော့စားနဲ့နေထားတဲ့ကလေးစားလေးတွေကိုဒီလိုမျိုးလေးထည့်ပြီးတော့မကြက်တကြက်လေးဖြစ်လာတဲ့အထိအမနိုပြုတ်ပေးပါမယ်နော် အပေါ်ကနေမြုံမာညာတက်လာရဲဆိုရင်လည်းလေဇွန်လေးနဲ့ခတ်ထုတ်ပေးပါမယ်ရှင်။ဥမာကြီးနဲ့ဥဘိတ်ကိုတော့အံကနည်းနည်းလေးအတုံးသေးအောင်လို့လှီထားရဲပေါ့နော်။အဲ့ဒါမှဂျန်နဲ့ကလေးစားလေးနဲ့အကျက်တဲ့ချိန်သိမ့်မကွာအောင်လို့ပါ။အမလို့လေအရင်နူးသွားတဲ့အထိမဟုတ်ဘဲနဲ့ခင်းလေးနဲ့ထိုးလို့ရတာနဲ့အကုန်လုံးအမလို့အဆင်ပါပါနော်တကယ်လို့အရင်ကြက်သွားတဲ့ကလေးစားရှင်အရင်ဆဲထားလို့ရပါတယ်ရှင် ပြုတ်ပြောဆဲထားတဲ့ကလေးစားလေးတွေကိုအေးခံထားပါမယ်။အေးခံနေလို့မှမလို့ငြုပ်သီးလေးချိန်ပါမယ်ရှင်။ချက်သွုံဖြူရဲ့ချက်သွုံနီရဲ့ဂျင်းလေးရဲ့ကိုငြုပ်သီးအစိမ့်မုံလေးထည့်ပြီးတော့မညက်တညက်လေးချိန်ပေးပါမယ်နော်။အံကလေးအနှစ်လေးကိုမများလို့ချင်တာပေါ့နော်အော်ငြိုသီးလေးကိုမများလေးကြိတ်ထားပါဗါးဒါလေးကတော့ကြိတ်လို့ပြီးသွားပါပြီရှင်အဲ့ဒီအချိန်မှာကလီစာလေးတွေကလည်းနည်းနည်းလေးအေးစားပြုနေပြီဆိုတော့လေဒီလိုမျိုးအတုံးလေးတွေတုံးပြီးလိုက်ပါမယ် ဒီ channel လေးရလေ M Dot ရဲ့ channel လေးပေါ့เนาะရင်တော့အမျိုးစင်ကူမှာចောင်းတက်တော့ပါဆိုရင်သူကချက်ပြီးတော့မြန်စင်ကူထိပို့ပေးနေကြပါအမတော်အိမ်မှာချက်တယ်ဆိုရင်လေဒီလိုဥဘိတ်တို့နဲ့ရွက်တို့သိပ်ပြောမထဲပါဘူးအချင်းနိုင်တို့ဥဂျိုတို့နှလုံးတို့နဲ့ဒီကြောက်ကတ်တို့ရှာတို့ဥမာကြီးတို့ထဲတာများတယ်ပေါ့နော်ခုနကလေးလိုက်တဲ့ကလီစာရီထဲမှာကြောက်ကတ်မပါသေးဘူးပေါ့နော်ဒါလေးကကြောက်ကတ်ကိုနောက်ဆုံးရေစိန်ထားတာပါနောက်ဆုံးရေရလဲကြီးသွားပြီဆိုတော့ရေလေးစစ်ပြီးတော့အမတို့အပေါ်မှာဒီလိုမျိုးလေးအရာလေးပေးပါမယ် ရာလေးပေးပြီးသွားတော့မှကိုစိတ်ကြိုက်အတုံးလေးတုံးလိုက်ပေါ့နော်အထဲရလေးအဖြူအဖက်လေးလေးအားလေးတွေကိုလည်းဖယ်လို့ရပါတယ်ငါတို့ဒီတစ်ခေါက်မဖယ်လိုက်တော့ပါဘူးနော် ကျောက်ကကွာလေးစိတ်ကြိုက်တုံးလေးတုံးထားပြီးဆိုရင်ပကံတစ်ခုနဲ့တက်ဖယ်ထားပါတော့သူ့ဟာနောက်ဆုံးမှထဲမှာပါရှင်ခုနလီထားတဲ့ကလီစာလေးတွေကိုတော့အမနိုကစနွင်းမုံရဲ့မြမငံပြာကြီးရဲ့တကြားရဲ့အချိုးမုံလေးရဲ့ပင်းငံပြာကြီးအနောက်ရဲ့နဲ့ဒီလိုမျိုးအရသာလေးနေပြီးတော့နှက်ထားပါမယ်နော်ကလီစာလေးတွေတန့်စင်လာကြတော့လေအမ်တငယ်ချင်းကသူ့ဟာအစာရင်းရှိပါတယ်အဲ့တော့ထမင်းစာကနောက်ကျပြီးတော့ဘိုက်တောင်အောင်နေပြီအဲ့တော့အမကသူ့ကို Creamy's ကအဖြူအောင်လေးကိုတိုက်ထားပါတယ်ရှင် ဒီ Chromeus အဖြူအောင်လေးရလေးအစားစားရအောင်ကြလို့လေထိုးလျောင်ဖြစ်တာတော့ဆိုရင်အရင်ကောင်းနေစီလေးပါနော်။ရဲအမှုမြမြန်လေးဝက်ကလေးစာလေးကိုဆက်ချက်ကြမယ်နော်။အရင်ဆုံးဒဲဝရဲမှာစီလေးထည့်ပါပြီးတော့အရင်ကုနာအကျိတ်ထားတဲ့ငုတ်သီးလေးတွေကိုထည့်စမွေးမုံလေးကိုထည့်ပြီးတော့မှုေးလာတဲ့အထိစီတက်ပေးပါမယ်ရှင်။ မီးကိုလည်းအလဲလက်လောက်ပဲထားမယ်ပေါ့နော်စီရင်ဟင်းနေရဲ့အထက်ကအသက်ကတော့စေတ္တတာနာဖို့ပေါ့နော်မီးလေလဲလောက်နဲ့စိတ်ရှိရှိလေးနဲ့မှုလာတဲ့ဒီစီလေးတက်ပေးပါမယ်တတုံဖြူနဲ့တတုံနီနဲ့ဒီငုပ်သေးအနှစ်လေးကအယောင်လေးပြောင်းပြီးတော့တတော်လေးမှွေးလာပြီဆိုတော့မှအရသာနေထားတဲ့ကလီစာလေးတွေကိုထည့်ပေးပါမယ်ပြီးတော့အရင်ကတော့ခဏလောက်မှွေးကြော်ပေးပါမယ်နော်ကလီစာလေးတွေကိုလေပြုတ်တဲ့အချိန်မှာငါနူးတော့အောင်မပြုတ်ဖဲနဲ့ဒီလိုမျိုးစီတက်ပြီးတော့မှ ဒီအနှစ်လေးနဲ့တခြားလေးပြန်ချင်ရတာလေးပူဝင်လို့ပေါ့နော်ခဏလောက်ငွေကျော်ပြီးသွားပြီဆိုရင်တော့အမျိုးရင်းနှွေးလေးထည့်ပါမယ်ရင်းနှွေးလေးတွေကိုလေဂလီစာလေးတွေမမြုပ်တမြုပ်အနေထားလေးပေါ့အဲ့လောက်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ဆူလာရဲထိတည်ပါမယ်ဆူလာပြီးဆိုတော့မှအမျိုးကအရတာလေးထည့်ပါမယ်အမကငံပြာကြီးလေးရဲ့စားလေးရဲ့ထည့်ပါရဲ့ရှင်ချုံမုံတို့ကြသားမုံတို့လည်းကြာရင်ဒီနေရာမှာထည့်လို့ရရဲပေါ့နော်ပြီးတော့ရင်ကတော့အဖုံးလေးအုပ်ပြီးတော့ဒါရေခမ်းပြီးတော့စီပြန်နေထိတည်ပေးရမှာပါအဖုံးလေးကိုတော့လှက်လှက်ပြီးတော့အပေါ်အောက်လေးအမကမှုပြီး းပါသေးတယ်နော်မိနစ်30လောက်တည်ပြီးရဲ့အချိန်မှာလေကလီစာလေးတွေအစပြီးတော့နူလာပြီးရေလေးလည်းခန့်လာပြီးပေါ့နော်နူးမနူးကိုသိချင်ရတော့အကောင်းဆုံးကတော့မြည်ကြည့်တာပါရှင်ဥရေကကြတော့လေဒီလိုလေးစားကြည့်လိုက်တော့မှတကယ်နူးမနူးကိုပို့ပြီးတော့သိရမလို့ပါနော်မနူးတနူးအနေထားလေးမှာအမနူးကကြောက်ကလေးတွေကိုထည့်လိုက်ပါတယ် ပြီးတော့လေကြောက်ကမထည့်ရင်မီးလိုက်တဲ့အချိန်မှာနည်းနည်းလေးပေါ်တာမို့လို့စားလေးနည်းနည်းလေးထည့်လိုက်ပါသေးတယ်နော်ဒီညမှာတခုရှိတာကလေကလီစာတွေအရင်ကိုနူးသွားတော့မှကြောက်ကကိုမထည့်ပါနဲ့နော်အဲ့ဒါဆိုရင်ကြောက်ကချန်နေတဲ့အချိန်မှာချားကလီစာတွေကလေပျော့သွားနိုင်လို့ပါဒီလိုမျိုးကလီစာဟင်းလေးတွေကအရင်ပျော့ရင်လည်းစားလို့မကောင်းဘူးမာရင်လည်းစားလို့မကောင်းပါဘူးရှင်ကြောက်ကလေးတွေကလည်းကျက်လာပြီးဆီကလည်းပြန်လာပြီပေါ့နော်အနှစ်အနေထားကတော့ကိုလိုချင်တဲ့အနေထားလေးလည်းရောက်ပြီဆိုရင်ပေါ့နော်ချလို့ရပါပြီရှင်နောက်ဆုံးအနေနဲ့ကတော့အင်္ဂါမဆလာလေးအုပ်လိုက်ပါတယ် ဒီဝက်ကလေးစားချက်လေးကိုလေအမ်ချက်တဲ့နီးလေးအတိုင်းချက်စားကြည့်ပါနော်တော်တော်လေးကိုစားလို့ကောင်းတာပါကလေးစားလေးတွေကိုလည်းတည်တည်ချာချာတန့်ရှင်းထားတာဆိုတော့လုံးဝမညှိပဲနဲ့လေတော်တော်လေးအရသာရှိလို့ပါရှင်အနှစ်လေးရလဲလေ10မိနစ်နဲ့စားရင်ရအောင်စားလို့ကောင်းတာပါအနှစ်ကလည်းအသက်ကလေးစားရဲ့အရသာလေးတွေကလည်းအသက်ပဲပေါ့နော်စားကောင်းကောင်းနဲ့အများကြီးစားလိုက်တာရောလေထမင်းစားကနည်းနည်းလေးနောက်ကျသွားတော့ကြောင်းအမ်လက်ပိုက်နည်းနည်းအောင်လို့ဒီ creamy အဖြူလေးကိုတောက်လိုက်ပါရရှင် ကဲဒါဆိုရင်ကတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะအမျိုးတွေနောက်ဗီဒီယိုကြမှာပြန်တွေ့ပါမယ်ရှင်